ခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားပိုင်နဲ့အဖြစ်အတိအမှတ်မပြုတ်ခြင်းအတွက်ယူကရိန်းသမ္မတဇယ်လမ်စကီကိုအမေရိကန်သမ္မတထရမ့်ကပြစ်တင်ဝေဖန်လိုက်ပါတယ်။ဇယ်လမ်စကီရဲ့ကောင်းမွန်မှုဟာရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုထိခိုက်စေတယ်လို့ထရမ့်ကဆဆွဲခဲ့ပါတယ်။အခုဆိုရင်စစ်ပွဲရပ်ဆန်းရေးသဘောတူညီချက်ရဖို့အရန်နီးကပ်နေပြီဖြစ်ကြောင်းဒါပေမဲ့ဇယ်လမ်စကီရဲ့ငင်းဆန်မှုဟာပရိပခောက်ဆက်လက်ရှေ့ကျစေပြီးဘာကောင်းကျိုးမှမရှိနိုင်ကြောင်းသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth မှာ ထရမ့်ကရေးသားထားတာပါအမေရိကန်အဆိုပြုမဲ့သဘောတူညီချက်အရလက်ရှိရုရှားနဲ့ယူကရိန်းတို့အသီးသီးထိန်းချုပ်ထားရာဒေသတွေကိုအခြေပြုပြီးပိုင်နဲ့နယ်နိမိတ်မြင်အစ်စ်တွေရေးဆွဲသတ်မှတ်လာနိုင်ကြောင်းအစောပိုင်းမှာအမေရိကန်ဒုသမ္မတဗန်စ်ကမှတ်ချက်ပေးခဲ့ပါတယ်အဲ့ဒီအတိတ်ပဲအရလက်ရှိရုရှားရောယူကရိန်းပါထိန်းချုပ်ထားစေနေမြေတချို့ကိုအပြန်အလှန်လက်လွတ်ပေးရမှာဖြစ်တယ်လို့သူကဆိုပါတယ်ဒါပေမဲ့ယူကရိန်းကတော့ခရိုင်းမီးယားဒေသကို ရုရှားစီတရားဝင်လွှဲပြောင်းပေးဖို့လက်ခံမှာမဟုတ်ကြောင်းကာလရွှေကြာအခိုင်အမာရပ်တည်ထားပါတယ်ခရိုင်းမီးယားဟာယူကရိန်းပိုင်နယ်ဖြစ်ပေမဲ့လက်ရှိယူကရိန်းစစ်ပွဲမတိုင်ခင်2014ခုနှစ်မှာရုရှားတပ်တွေကကျူးကျော်ဝင်ရောက်ပြီးတရားမဝင်ထိန်းချုပ်ထားတာဖြစ်ပါတယ်အပြည့်ရဲ့ရေးသဘောတူညီချက်အတွက်အမေရိကန်ကရုရှားနဲ့ယူကရိန်းကြားမှာနေမြေတွေကိုဘလို့ခွဲခြားသတ်မှတ်ပေးဖို့အဆိုပြုမလဲဆိုတာကိုလောလောဆယ်အတိအကျမကြေညာသေးပါဘူး ခရိုင်းမီးယားကိုရုရှားရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ်အသိအမှတ်ပြုကျင်တာလားလို့အင်ဖီရိုမာသတင်းတောက်တွေမေးတဲ့အခါထရမ်ကသူ့ရဲ့စန္ဒာဟာစစ်ပွဲကိုပြီးဆုံးသွားစေခြင်းယုံတာဖြစ်တယ်လို့ရှောင်လွှဲဖြေဆိုသွားပါတယ်။လေလာသူတွေကတော့ခရိုင်းမီးယားကိုရုရှားကတရားမဝင် သိမ်းပိုက်ထားတဲ့အပေါ်လက်ရောအသိအမှတ်ပြုဖို့ဆိုတာဇဒမ်စကီအတွက်နိုင်ငံရေးအရာမဖြစ်နိုင်တယ်လို့ နိုင်ငံတွေရဲ့ပိုင်နက်နယ်နိမိတ်တွေကိုအင်အားသုံးအနိုင်ကျင့်မှုနဲ့ပြောင်းလဲတာကိုလက်မခံဘူးဆိုရက်နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ဇယ်လမ်စကီကခရိုင်းမီးယားကိုလက်လွတ်ဖို့ဆိုရင်ဘာမှပြောစရာမရှိကြောင်းဒီကိစ္စဟာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းဆန့်ကျင်နေကြောင်းမှတ်ချက်ပေးထားပါတယ်။ထရမ့်ကအပြစ်ရရေးကိစ္စဂျာဝင်ညှိနှိုင်းမှုမှာရုရှားဘက်ကအသိဖြစ်နေပြီလို့သူ့အနေနဲ့ယူဆကြောင်းယူကရိန်းနဲ့ရှင်ရင်ရုရှားနဲ့သဘောတူညီမှုရယူနိုင်ဖို့ပိုနှိမ့်ဆက်နေကြောင်းဆိုပါတယ်။ ထရမ့်ဟာသူတမရဖြစ်လာပြီးရက်ပေါင်းတရာအတွင်းယူကရိန်းစစ်ပွဲရပ်တန့်သွားအောင်စွမ်းဆောင်ပြမယ်လို့ရွေးကောက်ပွဲကြိုကာလမှာကြုံဝါထားပြီးမြဲအဲ့ဒီကာလအပိုင်းအခြားကုံဆုံးခါနီလာတဲ့အထိထင်ရှားတဲ့ဘာတိုးတက်မှုမှမရရှိသေးပဲဖြစ်နေပါရဲ့ရှင်။